ော့ဒီနေ့မှနှုတ်ကပတ်တော်ကိုအားလုံးခံယူဖို့တဲ့အစဉ်သင့်ရှိနေတယ်ဆိုတဲ့အရာကိုကျွန်မယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီနေ့မနက်မှာတော့နှုတ်ကပတ်တော်ကိုသင်ကြားတဲ့ပုံစံလိုမျိုးပို့ပြီးတော့သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကဝိညာဉ်တော်ဖခင်နဲ့အတူရှောင်းလန်းခြင်းဟာလေလုယအဲ့တော့ခမဲတော်သားတော်သရှင်တော်ဝိညာဉ်တော်လို့ခေါ်တဲ့၃ပါးတစ်လုံးတစ်ဝရဲဖြစ်နေတဲ့တဆူဖြစ်နေတဲ့ဖခင်ကိုကျွန်မတို့ကကိုးကွယ်ကြပါတယ် ၃ပါးတလုံးတဝတဲ့အလုံးလုံးနေကြတော့ဘုရားရှင် ဖြစ်ပါတယ်အထူးသဖြင့်တန်ရှင်သောဝိညာဉ်တော်လို့နာမည်ကိုတက်ပြီးတော့ပြောလိုက်ပြီဆိုရင်ကျမတို့ဂိုင်းကနာတော်တော်များများမှာအဲနာမည်တော့ကျမတို့ယဉ်နီးပေမဲ့သူ့ရဲ့လှုပ်ဆောင်ချက်နဲ့မယဉ်နီးတဲ့အရာတွေအများကြီးရှိတယ်အဲ့တော့အင်္ဂလိပ်ကျမ်းစာထဲမှာလည်း Holy Spirit ဆိုတဲ့အရာကို King James Version ထဲမှာ Holy Ghost ဆိုတဲ့စကားလုံးကိုသုံးထားတဲ့အခါမှာမြန်မာမပြောတဲ့နိုင်ငံသားတွေတော်တော်များများကပဲလေ Ghost လို့တတ်ထားတဲ့အရာပေါ်မှာအဲ့ဒီ version ကြောင့်တရေတစီလိုလိုတရှင်တော်ဝိညာဉ်တော်ဘုရားနဲ့ပတ်သက်လာလို့ရှိရင်တွန်းဆုတ်နေတဲ့အရာရှိကြပါတယ် ဲ့တော့ဒီနေရာမှာကျမတို့နားလည်ရမယ့်အရာတစ်ခုကအဲ့ဒီတန်ရှင်သောဝိညာဉ်တော်ဖခင်ဘလောက်အရေးကြီးတယ်လဲသူဘသူဖြစ်တယ်လဲကျမတို့ကဘာကြောင့်ဝိညာဉ်တော်ဖခင်နဲ့နေရဲ့အစဉ်တိုင်းမှာရှောက်လန်းဖို့ရအတွက်လိုအပ်တယ်လဲဆိုတဲ့အရာကိုကျမတို့ဂဂနာနာသိဖို့နဲ့အရေးကြီးတယ်ပြည်တနာကပါလဲဆိုတော့ဝိညာဉ်တော်ဖခင်နဲ့ပတ်သက်လာရင်နော်ဖះချောင်းကတော့တရားဟောနေပေမဲ့ကိုယ့်ရဲ့အတ္တတဲမှာကျတော့ယဉ်ဒီချောင်းဝင်မှုမရှိနေဘူးအဲ့ဒါကကျမတို့ရဲ့ပြည်တနာဖြစ်ပါတယ်အဲ့တော့ကျမ်းစာထဲမှာဓမ္မဟောင်းပဲဖြစ်ဖြစ်ဓမ္မသစ်ပဲဖြစ်ဖြစ် ဖယားသခင်ဤဝိညာဉ်တော်ခရစ်တော်ဤဝိညာဉ်ဝိညာဉ်တော်ဆိုတဲ့စကားလုံးကိုခေါ်ပြလာပြီဆိုရင်တပါးတည်းသောတရှင်သောဝိညာဉ်တော်ကိုရည်ညွှန်းနေဆိုတဲ့အရာကိုကျွန်မတို့သဘောပေါက်အောင်ဖြစ်တယ်အစင်ပြေပါသလားအဲ့တော့ဝိညာဉ်တော်လို့ပြောလိုက်ပြီဆိုရင်သူကသခင်ယေရှုခရစ်တော်ကောင်းကင်ဘုံကိုပြန်လဲတက်ကြွသွားပြီးတော့မှမြေကြီးဘုံကိုနောက်ဆုံးဆင်းလာတဲ့သူအနေနဲ့ကျွန်မတို့မြင်လေးရှိကြတယ်အမှန်တော့အဲ့ဒီလိုမျိုးမဟုတ်ပါဘူးကဘာဦးကျန်းခန်းကြီးတက်အခန်းငယ်နှစ်မှာကလေးက သက်ရှင်သောဝိညာဉ်တော်ဘုရားရဲ့နာမကိုတွေ့ရပါတယ်အဲ့တော့တချို့သောသူတွေကလည်းခမဲတော်သားတော်သက်ရှင်သောဝိညာဉ်တော်လို့ပြောလိုက်တဲ့အခါမှာဝိညာဉ်တော်ရဲ့နာမည်ကနောက်ဆုံးမှရှိနေတော့သူကနော်ခမဲတော်ဘုရားသခင်သားတော်သခင်ယေရှုခရစ်တော်ဘုရားသခင်လောက် position မမြင့်တယ်လို့သူ့ကိုအောက်ဆုံးမှနော်နေရာပေးထားတယ်ဆိုတဲ့အတွေ့အလေးတွေကလည်းရှိနေပြန်တယ်မင်းတို့အဲ့လိုမျိုးမဟုတ်ဘူး ဝိညာဉ်တော်ဘုရားကိုနောက်ဆုံးမှခေါ်လို့ဝိညာဉ်တော်ဘုရားကဟာအရေးမကြီးဘူးတိတ်ပြီးတော့နော်မလိုအပ်ဘူးတကောကခမဲတော်ဘုရားတားတော်ယေရှုလောက်မကြီးဘူးလို့ကျမတို့သွားပြီးတော့မှတ်ယူမယ်ဆိုမှားပြီဒါကိုအယုံဆုံးကျမတို့သဘောပေါက်ဖွင့်ရတဲ့ဖြစ်တယ်အဲ့တော့ကျမနားလေစေခြင်းနဲ့ကျမတို့ရဲ့အတ္တထဲမှာရုပ်ပြက်စင်းပြက်ဖြစ်နေတယ်ဆိုဝိညာဉ်တော်ဘုရားကိုသင်လို့တယ်အသင်းတော်ထဲမှာရုပ်ပြက်စင်းပြက်ဖြစ်လောက်အောင်တိုးတက်မှုမရှိဘူးဆိုသင်တို့ဝိညာဉ်တော်ဘုရားကိုလို့တယ်ကိုယ့်ရဲ့မိသားစုထဲမှာ မိသားစုတွေကွဲပြားနေတယ်။ကိုယ့်ရဲ့ဝိညာဉ်ရေးရအတ္တမိသားစုရဲ့ဝိညာဉ်ရေးရအတ္တဆုတ်ပြတ်တတ်နေတယ်ဆိုရင်ကျွန်တော်တို့သတိရပါဘသူကိုလို့လဲ။အာမင်။ဒါကြောင့်ဝိညာဉ်တော်ဖခင်မပါတဲ့သူရဲ့အတ္တဝိညာဉ်တော်ဖခင်ကိုဥဆောင်ကမပေးတဲ့မိသားစုဝိညာဉ်တော်ဖခင်ကိုနေရမပေးတဲ့အသင်းတော်ဟာအမြဲတမ်းတော့ကဲရုပ်ဆိုးအကြီးတန်နေတဲ့အခြေအနေတွေမှာပဲအမြဲတမ်းရှိနေမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဝိညာဉ်တော်ဖခင်ရဲ့ လှုပ်ဆောင်ချက်တွေကိုကျမတို့သိဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကကဘာဦးကျန်းထဲမှာဝိညာဉ်တော်ဖခင်နဲ့ပတ်သက်ပြီးတော့မှဖခင်သခင်ဤဝိညာဉ်တော်ဆိုတဲ့စကားလုံးကိုတွေ့ရတဲ့ပထမဦးဆုံးကျမ်းချက်ဖြစ်တယ်အဲ့တော့အရေးကြီးတဲ့အရာတစ်ခုကခရစ်တော်ရဲ့ဝိညာဉ်တော်ကိုမရတော့သူဟာတဲ့ခရစ်တော်နဲ့မဆက်ဆိုင်ဘူးတဲ့ဒါဆိုရင်ကျမတို့အခုရထားတဲ့ဝိညာဉ်ကဘသူရဲ့ဝိညာဉ်လဲယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီအချိန်မှာခိုင်းကနာတွေကွဲကုန်အတန်လဲမထွက်ရတော့ ဒါဆိုကျမတို့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပါရှင်နဲ့အရှင်သခင်ပြည့်ယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာဒီအထဲထဲမှာနေပေးတဲ့သူကဘယ်သူလဲခရစ်တော်ရဲ့ဝိညာဉ်တော်လို့ခေါ်တဲ့တန်ရှင်တော်ဟယ်လိုဒါကြောင့်ယေရှုခရစ်တော်ကဘာပြောခဲ့တယ်လဲဆိုတော့ငါသည်လေတင်တို့နဲ့အတူကက်ကပါကုံတိတန်အောင်အစဉ်မြဲရှိမယ်ငါဟာအေမာနွေလဖခင်ဖြစ်တယ်လို့ပြောတဲ့အခါမှာအခုယေရှုခရစ်တော်ကသူ့ရဲ့နော်ဒီဒီခန္ဓာကိုယ်အရဆိုရင် ခမဲတော်ရဲ့လက်ရာဘက်မှာထိုင်နေပါတယ်။ဒါဆိုရင်ဒီလောကအแทမှာကျမတို့နဲ့အတူကက်ကဘာကုံတိတောင်အစင်မြဲရှိမယ်အီမာနွေလလို့ပြောတဲ့အခါမှာခရစ်တော်ရဲ့ဝိညာဉ်တော်ဖြစ်တဲ့တန်ရှင်တော် Come on ဒါပေမဲ့ကျမတို့တော်တော်များများကတန်ရှင်တော်ဝိညာဉ်တော်ကိုလက်လျူရှုလေးရှိတယ်တန်ရှင်သောဝိညာဉ်တော်ကိုစကားပြောဖို့ရန်အတွက်တော်လကောင်းသူ၏နာမကိုတောင်းဖို့ရန်အတွက်တော်လကောင်းယဉ်သိလေးမရှိဘူးနာမည်အတုံးတော့ ပွဲပြတော်လဲဝိညာဉ်တော်တပါးရဲ့ရှိသည်ဟာလေလုယာ